နီးပြပြောင်းလိုက်ုံနဲ့ United ကနိုင်ရီကန်နဲ့ပြစ်ချလိုက်တယ်လို့အရာအလုံးကပြိတ္တတွေလိုချင်နေတဲ့အနေအထားမျိုးကိုပြန်ပြီးတော့ဖြစ်လာဖို့ကမလွယ်ဘူး Ferguson နောက်ပိုင်းမှာတည်းက United ရဲ့ဘယ်နီးပြမှလည်း၃နှစ်ထက်ပိုပြီးတော့အသေးမှရှိခဲ့မခံခဲ့ဘူးပေါ့နော် United နဲ့ Amorin ဒါနောက်ပိုင်းတော့ပိုပြီးတော့ကောင်းလာလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်သူ့ဘက်ကလည်းသူပြုပြင်ပြောင်းလဲလွယ်တာလေးလှုပ်တင်တဲ့ဟာလေးတော့ပြောင်းလဲရမှာခေါင်းမာနေပြီးတော့ဟိုတစ်ခါလေးကြောက်လဲသူကိုယ်တိုင်ကညစ်တွန်းတွန်းလာလားပောက်ကွဲလာလားမပြောတတ်ဘူးပုံရံမင်းကြီးလာပြောတော့မပြောင်းဘူးလို့ပဲဒါကြောင့်တော့များပါ ဖိုင်ဆိုဖုတ်ဘော Facebook နဲ့ YouTube Channel ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ဒီနေ့မှတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့လက်တလောမှာပရိသတ်တွေကြားမှာတော်တော်လေးရေပန်းစားနေတဲ့ United အသင်းရဲ့နီးပြအမိုရင်ကိုအသင်းပိုင်ရှင်စာချုပ် Reglick က300ဒီလောက်ထိ3နှစ်လောက်ထိဆက်ပြီးတော့တာဝန်ပေးသွားမယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုနှစ်ယောက်ရဲ့အမြင်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲတော့ဒီစီစဉ်မှာကျွန်တော်နဲ့တူညီလေးနိုင်လေးရောပါဝင်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။မင်္ဂလာပါညီလေးနိုင်လေးရောဟေး။ကိုမင်္ဂလာပါ။ဟုတ်ကဲ့ပါ။အဲတော့ အကိုတို့မှန်းချက်နဲ့ထင်ထားရတယ်တော့မကြိုက်ဘူးပထမဆုံးဝင်ခံရမှာတော့ဒါပေါ့လေအမိုးရင်းကိုထွက်စေချင်တာတော့မဟုတ်ဘူးဟို United ကိုအပြောင်းလဲဖြစ်လာလိမ့်မယ်လို့ထင်ထားတာအကိုတို့မှမဟုတ်ပါဘူးတော်တော်များများပြိတ္တတွေ United ပြိတ္တတွေကိုယ်တိုင်လည်းပါပါလိမ့်မယ်เนาะအဲ့တော့မျောလင်းခဲ့ကြရတဲ့ပြိတ္တတွေလည်းရှိတယ်အဲ့တော့တချို့အမိုးရင်းကိုထွက်စေချင်တဲ့ပြိတ္တတွေတော့ဒါသတင်းဆိုးပေါ့လေအတချို့ကတော့လေအမိုးရင်းကိုထွက်စေချင်တာအထက်ကိုအသိအုံ stable တစ်ခုကိုပြန်သွားချင်တဲ့ပြိတ္တတွေအတွက်ကြောင့်လည်းဒါကသတင်းကောင်းပေါ့လေအဲ့တော့အမြင်ကတော့နှမျိုးရှိနေတယ်အဲ့တော့ဟိုတကယ်ကို talking point လည်းဖြစ်လာတယ်တကယ်ကို hot ဖြစ်နေတဲ့အကြောင်းအရာလည်းဖြစ်နေဆိုတော့အဲ့တော့ဟိုစာဂျင်ရက်ကလစ်ကတော့လက်ရှိ United အသင်းရဲ့ဒါလုံးဝ share အများဆုံးပိုင်ထားတဲ့ share holder လည်းဖြစ်လာတယ်ပြီးတော့အသင်းရဲ့ဒီအားကစားနဲ့ပတ်သက်တဲ့ကိစ္စတွေကိုလည်းတော်တော်လေးဒါစီမံခန့်ခွဲနေတော့အခုဒါအမိုးရင်းကိုသူ၃နှစ်လောက်ထိ တဲ့မှာနီးပြအနေနဲ့ဆက်ပြီးတော့ထားထားမယ်ဆိုတဲ့တဲ့င်းကတော့တော်တော်လေးကိုလူပြောများသွားတဲ့ကိစ္စပါเนาะအဲ့တော့အမိုးရင်အတွက်ကအခု17လဖြစ်လာပြီမနေ့ကနိုဝင်ဘာရောက်လာတယ်အခုနောက်လာဆိုเนาะနောက်လာဆိုရင်ဒါတနှစ်ပြည့်ပဲအခုက17လပဲရှိသေးတယ်နိုင်ပွဲရာဂိုင်းတော့29ရာဂိုင်းတုံးပဲရှိသေးတယ်ဆိုတော့ဘာဖြစ်ဖြစ်ရက်လက်ဆိုးနေတဲ့နီးပြတယောက်အတွက်ဖီအားတွေတော့အများကြီးရော့ကျသွားတယ်ဗောလေအဲ့တော့ဒီအချိန်နေမှာညီလေးနိုင်လေးအောင်ဘလူမြင်လဲဗောဒီအသင်းပိုင်ရှင်ရဲ့ဘက်ကက်ကိုကြားလိုက်ရဒီသတင်းကြားလိုက်ရတဲ့အချိန်မှာအမိုးရင်အတွက်ရော United အတွက်ရောဘလူမြင်လဲဘလူခံစားရလဲဒါလေးစပြောဗော အဲစာဂျင်ရက်ကလေးရဲ့ဒီအတွေးမြင်ကိုပဲကျွန်တော်တို့ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းပါဘောเนาะဘာဖြစ်လို့လဲဆိုတော့ဒီအသင်းဖန်တာအစားအတာအမိုးရင်းကိုထွက်စေခြင်းနဲ့ဖန်အောင်ပုံများနေရလို့ကျွန်တော်တို့ယူဆလို့ရတယ်ဗျာဒီအချိန်ဒီမှာဒါ rebate ပြန်လုံးနေတဲ့ဒီအချိန်ဒီလိုလဲယူဆရတဲ့ပြိသက်တွေရှိတယ်ဒါပေမဲ့ဒီထွက်စေခြင်းနဲ့ပြိသက်ကလည်းလုံးဝအဲ့လိုယတိပြတ်ခြင်းနဲ့ပြိသက်ကလည်းရှိတယ်ဒီအပိုင်းမှာကျတော့ဒါနီးပြဟောနီးပြတော့ဖြစ်ကုန်ပြီဒါ sergeant red clip ပေါ့နော် sergeant red clip ကဒါ ျွန်တော်တို့အရှိမထောက်လျှောက်နီးပြအပြောင်းလဲတွေပြုလုပ်ရတဲ့အားနဲ့ဒီအသင်းကမတိုးတက်လာဘဲနဲ့ဆိုးရွားရတဲ့အပိုင်းကိုသူကနီးပြပြောင်းလဲမလုပ်တော့ဘူးဒီနီးပြသူ့ဘောက်သူပင်ကိုရေသွေးရှိပြီးသားနီးပြဖြစ်တဲ့အတွက်ဒီနီးပြကိုပဲထားပြီးတော့ငါတို့တခြားပြင်ရမယ့်အပိုင်းတွေကိုပဲပြင်တော့မယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးရောက်သွားတယ်လို့ကျွန်တော်ကတော့ခံစားရတယ်ဒီလိုပဲဒါလည်း ြစ်လဲဖြစ်တင်ပါတယ်ဘာလို့လဲဆိုနီးပြတွေအကြောင်းလဲတောက်လျှောက်တွေသာလှုပ်ထားတယ်ဒါပေမဲ့အသင်းကအရင်လောက်ဟို mentality လဲမကောင်းဘူးဗျာစသဖြင့်ရဒီအကြပိုင်းရောက်လာတယ်ဒီနှစ်မှာကျတော့ဒါအမွေနဲ့ပတ်သက်ပြီးတော့အထူးထူးခြားခြားမြင်ရတာကသူ့ရဲ့ဒီကစားကွက်တသက်မမရှိတဲ့ပုံစံတချို့ကိုပြလာနိုင်တယ်အသင်းကသာရလက်တွေတိတ်ပြီးတော့မကောင်းသေးပေမဲ့ကျွန်တော်တို့ပွဲတစ်ပွဲမှာကြီးလိုက်မယ်ဆိုလို့ရှိရင် expected ကိုနှုံနေတော်တော်လေးမြင့်လာတယ်ပြီးတော့တခြားတိုက်စစ်ပိုင်းလမ်းကြောင်းတွေမှာဆိုလို့ရှိရင်လည်းဒါအခြားသောအခုကြီးတွေတော်တော်လေးရှူလာနိုင်တယ်နောက်ဆုံးဒါပွဲတစ်ပွဲကိုရလက်ကောင်တစ်ခုနဲ့ဖြတ်သန်းရမယ့်အပိုင်းမှာတော့ United ဒါချွတ်ချော်နေသေးတယ် ောင်ပါเนาะတခြားအပိုင်းတွေမှာတော့ဒါတိုးတက်လာတယ်အခုနောက်ပိုင်းဆိုလို့ချင်းအိမ်ဝင်း၃ဘွဲ့ဆက်ဒါပရီမီယာလီမှာဆိုနိုင်လာဒီဒီဒီလိုဒီလိုဆွမ်းဆောင်ရေးကောင်းလေးတွေအကြောင်းလဲဒါအမိုရင်းကို ထုတ်တာထက်ဒါကျွန်တော်တို့ပြင်ဆင်သင့်တဲ့တခြားအပိုင်းတွေကိုပြင်ဆင်မယ်ဆိုရဲရည်ရွယ်ချက်မျိုးကိုအဲဆာဂျင်ရက်ကလစ်ဒီလိုရည်ရွယ်ချမှတ်ခဲ့လို့ပဲကျွန်တော်ကတော့ယူဆမိပါတယ်ကိုဟုတ်ကဲ့ပါအဲ့တော့ဒါညီလေးပြောတဲ့အထဲမှာလည်းပါတာပါလေအဲ့တော့အမိုရင်းကို စိတ်ရှည်ဒီခံပေးတယ်ဆိုတာထက်ကိုစာဂျင်ရက်ကလစ်ပြောသွားတယ်လဲရှင်းပါတယ်ဟုတ်ဟိုတို့နီးပြတွေကိုပဲအမြဲတမ်းပြောင်းလေရင်းနဲ့ပဲအသင်းကရလက်တက်လာဖို့ကမလွယ်တော့ဘူးပေါ့နော်အဲ့တော့တဖြည်းဖြည်းနဲ့ဂျာယီသူမေရိုက်နေအကိုလည်းပြောပါတယ်ရှင်းပါတယ် United ကဟိုနီးပြအပြောင်းရုံနဲ့အရာအလုံးကပြန်ကောင်းသွားနိုင်မှာမျိုးမဟုတ်တော့ဘူးကျွန်တော်ရှေ့ပါလေအကူတို့ဒါပြောခဲ့ပြီးပြီ brand တို့ထွက်ခဲ့တဲ့အချိန်မှာရောဒီတန်ဟတ်တို့ထွက်ခဲ့တဲ့အချိန်မှာရော နီးပြပြောင်းလိုက်ရုံနဲ့ United ကနိုင်ရီကန်နဲ့ပြစ်ချလိုက်တယ်လို့အရာအလုံးကပြိတ္တတွေလိုချင်နေတဲ့အနေအထားမျိုးကိုပြန်ပြီးတော့ဖြစ်လာဖို့ကမလွယ်ဘူး။နီးရောက်လာတဲ့နီးပြသေးတဲ့အတွက်ကလည်းစိန်ခေါ်မှုတွေလည်းအရင်ကြီးတယ်ဗောနော United ကိုယ်တိုင်က legacy အရင်ကြီးခဲ့တာဆိုတော့အဲ့တော့ Mourinho သူဒါ Sergeant Rackley ကတော့ဗာနဲ့ဥပမာပေးသွားလဲဆိုတော့ဟို Arsenal Adidas နဲ့ဗောလေ Adidas ကို Arsenal က၈၂ရာသီလောက်မှာဒီလိုအဆင့်၈ပဲရှိတယ်ဆိုတော့အချိန်မျိုးမှာ backup ပေးတယ်တတိယရာသီလောက်မှာမှာစပြီးတော့ သူရလလေ improve ဖြစ်လာတယ်ဗောလေအဲ့တော့သူတို့အနေနဲ့လည်းဟိုအမိုရင်းနဲ့ပထမတရားသီးပြီးသွားပြီဥဒါဒုတိယတရားသီးဒုတိယတရားသီးရတယ် okay အစင်မပြေခဲ့ဘူးဆိုတော့မှသူတို့ backup ပေးသွားအောင်မယ်တတိယတရားသီးမှာတော့တိုးတက်မှုတွေမြင်လာလိမ့်မယ်တရားရဲ့၃နှစ်လောက်တော့သူတို့အနေဆုံးအချိန်ပေးမယ်နီးပြတယောက်အတွက်ပြောင်းစရာဗောလေအဲ့တော့ဟို Fauzan နောက်ပိုင်းမှာတွေက United ရဲ့ဘယ်နီးပြမှာလဲ၃နှစ်ထက်ပို့ပြီးတော့အသေးမှာရှိခဲ့မခံခဲ့ဘူးဗောနော်အဲ့တော့ United မှာဘာဖြစ်ဖြစ်ဒီဟာတော့အခုကတော့ကြိုးဆိုးတယ်တကယ်ကိုဒီ Sergeant Reckless နဲ့ United IRE INEOS ကတကယ်မှန်ကန်တဲ့အဆုံးဖြတ်ချက်လို့လဲယူဆတယ်ပေါ့လေအဲ့တော့နိုင်လေးအောင်အမြင်ပါပေါ့ဒီနီးတဲ့တယောက်ကိုရေရှည်ထားတာနဲ့ဒီလို short တဲ့ modern bowling လောကမှာကျတော့တောင်းဆိုမှုကအရင်များအောင်မြင်မှုအဓိကတော့အောင်မြင်မှုပေါ့ပရိသတ်တိုင်းကအောင်မြင်နေတယ်ကွာတိလားဟိုပြည်တွင်းဖလားပဲဖြစ်ဖြစ်ဟိုအမှတ်ပေးဖလားပဲဖြစ်ဖြစ်ဥရောပပဲဖြစ်ဖြစ်အဲ့လိုမျိုးတစ်ခုခုအောင်မြင်မှုကိုအရင်စားလောင်နေဆိုတော့ပြီးခဲ့တဲ့ရာသီမှာဆိုရင် Euro League Final ရောက်တယ်ဒါပေမဲ့ဖလားမရသွားဘူး ပြည်ရင်းလီမှာလည်းအဆင့်ဆန်ငါဆိုတော့တော်တော်လေးအသိအဆိုးအဆုံးခြေနေတဲ့ရင်ဆိုင်ဆိုတော့ပြည်သက်တွေရတချို့ပြည်သက်တွေရစိတ်ရှည်မှုအဲ့မှာလည်းကုံသွားလဲပါပါပေါ့လေအဲ့တော့နီးပြတစ်ယောက်ကိုဒီလိုကာလာတိုလေးတစ်ဖြတ်ကလေးအောင်မြင်မှုမရဘဲနဲ့အပြောင်းလဲလုပ်နေတာထက်စာရင်ဒီလိုရေရှည်နီးပြတစ်ယောက်ကိုအချိန်ပေးတာကပို့ပြီးအလုပ်ဖြစ်မယ်လို့ထင်လားဘယ်လိုထင်လဲကြီးလေး တော့တေချာတော့ဘောကွာအလုတ်အလုတ်ဖြစ်တယ်မဖြစ်တယ်ဆိုတာထက်ဒီလက်ရှိ United ရဲ့အခြေအနေရတော့ဒါအာမိုရီနဲ့ဒီရေရှည်သွားဖို့ပဲပို့ပြီးတော့တင့်တယ်လို့နောက်ဆုံးမှာတော့ဒါခံယူလိုက်ရတော့ဗောဗျာအခုအခုကစားသမားတယောက်တောင်မှအခုကိုကိုလိုချင်တဲ့ကစားသမားတောင်မှဒါ United လက်ရှိဖြစ်နေတဲ့အခြေအနေရတချို့ကစားသမားတွေမလာချင်ကြတဲ့အပိုင်းတောင်ရှိသွားရေရှိသွားပြီဒါဒါအခုဆိုလို့ရှိရင်အာမိုရီနဲ့အခု တနေ့ပြည့်တော့မယ်အဲ့တနေ့ပြည့်တဲ့ကာလတွေမှာအခုဒီရာဒီဆိုလို့ရှိရင်တိတ်ပြလာလေးတွေရှိတယ်ဒါလေးတွေကိုကိုကကောင်းတဲ့ရာလေးတွေဆက်ဆက်ပြီးတော့ဆွဲဆန့်သွားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတဲ့လက္ခဏာဆောင်လာပါဘောနော်ဒီနေ့ထားပါမှာရော့ရတိပြတ်သွားနောက်တစ်ယောက်လာအစအပြန်လုပ်တဲ့အခြေအနေကြတော့ဒါဒီလက်ရှိ United ဖြစ်နေတဲ့ဟာကြီးကပိုပျက်စီးဖို့ပဲရှိတော့မယ်ဆိုတဲ့အနေထားရောက်တော့ဘောနော်ဒါအမိုရင်ကိုအခုထပ်ပြီးတော့၃နှစ်လောက်၃နှစ်ဆိုတာတော့ဒါကျွန်တော်တို့တော့ကြားလိုက်ရတဲ့အချိန်မှာ စသေးချပြန်ဖက်ရတယ်3နှစ်လား3လားလာ3နှစ်ဆိုရင်3လားပဲပြီးပါလား3နှစ်ဆိုရင်ပမာဏနောက်တစ်နှစ်နောက်တစ်နှစ်ဘောလုံးရသည်နောက်တစ်200ရသည်တော့ကြံသေးတယ်ဆိုတော့အချိန်တွေတစ်ခုဆိုတော့ဒီလောက်တောင်မှအခွင့်အရေးပေးတာလားပေါ့ကိုကိုကတော့အဲ့ဒါမျိုးသွားမြင်တာပေါ့နော်ဒါပေမဲ့အဲဒီလောက်ပမာဏပေးမှလည်းခုနကကိုပြောသလိုပဲအာဒီတာနဲ့အာဆင်နယ်ကိုလည်းဒီလောက်ပမာဏပေးလို့လည်းခုလောက်ပိုင်း improve ဖြစ်ပြီးတော့ဒါအသင်းပြည်သက်တွေပါအများကြီးလက်ခံလာတယ်ငါတို့အာဒီတာကိုအရင်တုန်းကလက်မခံခဲ့တာအခုတော့အာဒီတာကိုဒီအသင်းပိုင်ရှင်တွေဘာလို့လက်ခံခဲ့လဲဆိုတော့သိရပြီဆိုတော့အချိန်မျိုးရောက်လာတယ် အခုလည်းထိုးနေလောက်အောင်ပဲကျွန်တော်တို့စာဂျင်ရက်ကလစ်ကအနီးနားမှာရှိနေလူတွေဗျာကျွန်တော်တို့ဆိုအဝေးရနေပြီးတော့ဒီလေတံမှန်တရားနာပြီးအရင်ကကိုယ့်အမြင်လေးတွေပြောရတယ်ဒါပေါ့ဒါပေါ့သူတို့အနီးကရှိတဲ့လူတွေကသူတို့အချင်းချင်းဆက်နွယ်မှုတွေမှာသူ့ရဲ့ရည်သွေးကိုလည်းတည်ထားလို့သူကလည်းဒီမျိုးယုံကြည်မှုပေးရတာပေါ့ဆိုတော့ long term plan နဲ့ short term plan နဲ့ဆိုလို့ရှိရင်တော့အားလုံးကတော့အခုရည်ရွယ်နေကိုအခုရည်ကြီးတောက်တင်ကြရတာပဲဗျာရည်တောက်တင်ကြရတာပဲအခုတော့ obvious ရည်တော့ပေါ့ကစားသမားအခုတန်းရာကြောင့်ပေးရင်အခုချက်ချင်းမြင့်ကန်အခုချက်ချင်းဂိုးသွင်းမှဂျင်းနေကြတဲ့လူတွေဗျာအခုချက်ချင်းကောင်းမှဂျင်းနေကြတဲ့လူတွေဒီလိုအချိန်ဒီမှာတော့ဒီ ိုင်းကိုကျွန်တော်တို့တက်တက်ဖယ်ပြီးတော့ကျွန်တော်တို့အာမိုရင်းနဲ့ United ကတော့ long term plan နဲ့သွားမှဖြစ်မဲ့ကိစ္စ long term plan နဲ့အရန်ကိုက်ညီမှုရှိမယ်ဆိုတဲ့အရာမျိုးဒါအာမိုရင်းနဲ့ပတ်သက်ပြီးတော့တွေ့လိုက်ရတယ် United နဲ့အာမိုရင်းဒါနောက်ပိုင်းတော့ပို့ပြီးတော့ကောင်းလာလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်အမြင်တယောက်တိုင်းမြင်ရဆိုလို့ရှိရင်တော့ဒါရှေ့အပိုင်းနေမှာလည်းပြောခဲ့ဥပါတယ်အာမိုရင်းနဲ့ United မဖြစ်တော့ဘူးဘာအကြောင်းမဖြစ်လဲဆိုတော့ ဈားထဲမှာလည်းကိုတို့တွေ့ပါတယ် United ဘလို့ပဲရှုံးနေပြီသူ तू ပွဲတပွဲမှာ तू လောက်ွားတဲ့အစီအမံတွေမမောက် तू ကအကောင်းနေသေးတယ်ဆိုတဲ့အရာမျိုး तू လေကြီးကြီးနဲ့ तू ပြောခဲ့တယ်ဒီအပိုင်းနေမှာတော့ဒါပြည့်သက်တွေလက်မခံနေတဲ့နာပေါ့ဒါပေမဲ့တစ်ဖက်မှာကြည့်မယ်ဆိုလို့ရှင်တော့ तू မှာယုံကြည်စိတ်ဘလောက်ရှိသေးလဲဆိုတော့တော့တွေ့ရတယ်တချို့ဟိုဟာဒီမှာဆိုလို့ရှင် तू လောက်ွားတာတွေကတချို့အသေးနေတချို့ plan တွေထက်ပိုကောင်းွားတာတွေ့ရတယ်ဒါပေမဲ့ပွဲတပွဲပြီးသွားတဲ့အခါမှာ United ရလက်မကောင်းတဲ့ဟာကိုပဲလူတွေက ကြည့်ရင်ကြည့်ရင်လည်းအာမိုရင်ကနှစ်နှစ်နှစ်နဲ့ဝါတာပေါ့နော်အခုတော့အာမိုရင်ပြန်ပြီးတော့ဥမောဖို့အတွက်အခုဆာဂျင်ရက်ကလစ်ပေးလိုက်တဲ့ယုံကြည်မှုလေးတစ်ခုကဒါယူနိုက်တက်ကောအာမိုရင်အတွက်ကောအရန်ကိုတိုးတက်မှုလက္ခဏာလို့တော့ကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့ပါ အဲ့တော့ဒီနောက်ဆုံးရသက်တပတ်လေးကတော့အမိုရင်နဲ့ United အတွက်ကန်တက်လာလာလာသူတို့ရဲ့ turning point တစ်ခုလာလို့တော့ပြောရမှာပါလေဟဲ့ပါဟိုချက်ပြောတာတော့ဟုတ်ပါဘူးအဲ့ဒီ turning point တစ်ခုတက်လာတဲ့အချိန်မှာနိုင်ငံတကာအပွဲအလောင်းအေးအဲ့ဒါပြောတာနော်အဲ့ဒါကြီးကလည်းကန်စားတာလေဘာလို့လဲဆိုတော့ဟို Brentford ရှုံးပြီးတော့ကွာ PR တွေတအားများနေပြီတော်တော်လေးဟိုအမိုရင်ရဲ့နောက်ဆုံးပွဲဖြစ်တော့မှာလားလို့တော့အားလုံးကပြောထင်နေကြပြီနော်အဲ့လိုအချိန်မျိုးမှာတော်တော်လေးဒီရာသီလောက်ပြနေရဆန်နလန်ကို နိုင်လိုက်တယ်နိုင်တယ်ဆိုတော့မဟုတ်ဘူးသက်တောင့်သက်တာအဲ့ဘွဲက United အဒီယာဒီအကောင်းဆုံးဘွဲပဲတတော်ကောင်းတာကိုသမားလမ်းမန်းဆိုလည်းတတော်ကောင်းတယ်အဲ့တော့ခန်းစစ်ကလည်းကောင်းတယ်ကွင်းလယ်မှာလည်းတတော်လေးကိုအလုပ်လုပ်နိုင်ကြတယ်ဒီတိုက်စစ်မှာလည်း Sesco နှစ်ပွဲဆက်ဂိုးသွင်းတယ် MB မိုလည်းအလုပ်လုပ်တိုင်းတယ်မေဇမောင်းလည်းဂိုးတွေသွင်းတယ်ဆိုတော့တတော်အဲ့ဘွဲက United ကိုကြည့်ရတာဟိုဒီယာဒီပြိတ္တတွေပြန်ပြီးတော့ United ပြိတ္တတွေမျက်နာမှာအပြုံးတွေပြန်ပြီးတော့ငင်းခွင့်ရတဲ့ဘွဲလို့ပြောလို့ရတယ် ဟိုရှေ့မှာဖန်လေးကိုနိုင်ခဲ့တာလေချယ်ဆီကိုနိုင်ခဲ့တယ်ဆိုတော့နိုင်တယ်ဆိုတော့မှတော်တော်လေးကိုတပ်ပြင်းချပြီးနိုင်ရတယ်ပွဲတွေတဲ့အကြောင်းတစ်ခုခုကပေါ်လာခဲ့တာပယ်နတီရတာဆိုတော့လောကောပြိုင်ဘက်အနီကက်နဲ့ထွက်ခဲ့တာလောကောအကြောင်းရင်းတစ်ခုကခံနေသေးတယ်ဒီမှာကျတော့ဘာအကြောင်းရင်းမှမဟုတ်သူတို့ခြေစွမ်းကိုကနိုင်သိနိုင်ထိုက်တယ်ဘာမှညီအင်းတရားကိုမရှိဘူးဆန်ဒလန်ကယူနိုက်တက်ကိုဘလို့ပေါ့ကိုရှေ့မှာကစားနိုင်ဘူးတစ်ချက်တလေဆန်ဒလန်ရဲ့မထင်မဲ့တဲ့တုံ့ပြန်မှုလည်းပွဲဥဒ္ဒရနေနဲ့ဝင်ကစားတဲ့ဒီလမ်းမန်းစ်ကတော်တော်ကာကွယ်မှုကောင်းခဲ့တယ်မဲလ်ဒယ်ဘက်ချ်ပါရရသွားတယ်ဆိုတော့ဘာဖြစ် တိုးတက်မှုတွေအများကြီးမြင်လာရတယ်ဗောလေအဲ့တော့ဒီအချိန်လေးကဘာဖြစ် United အတွက်တိုးတက်မှုပြန်မြင်လာပြီလားဒါပေမဲ့တစ်ဖက်မှာလည်း United ကနှစ်ပွဲဆက်မနိုင်ဘူးအမိုးရင်းရောက်ထဲကနေပြီးတော့နှစ်ပွဲဆက်မနိုင်ဘူး consistency မဖြစ်မဖြစ်ဘူးဆိုတော့ဒီပြဿနာနဲ့မေကွန်ကြီးကလည်းအယူဆွဲနေတာတနည်းဒီပါတော့ဖြစ်နေပြီပေါ့နော်အဲ့တော့ international break ကလည်းခံသွားရတယ်ဆိုတော့ဒီမှာ united အတွက်သတင်းကောင်းကလည်းအမိုရင်အတွက်ကလည်းပါလာတယ် အသေးပိုင်ရှင်ကိုယ်တိုင်ကသူ့ကိုဘက်ကက်ပေးထားတယ်အဲ့တော့ဒီလက်ရှိကာလာ United ရဲ့အခြေအနေခြေစွမ်းအမိုရီနဲ့ United သွားနေတဲ့ဟာဒီ Sunderland နဲ့ပွဲမတိုင်ခင်ဆိုသူအသိန်းကို तू ပြောထားတာရှင်းပါတယ်ဒီချိန်ဟာဟိုပြောနေရမယ့်ချိန်မဟုတ်တော့ဘူးအလုံးနဲ့သက်သေပြရမယ့်ချိန်ဒါပြောရမယ့်ချိန်မဟုတ်တော့ဘူးအလုံးနဲ့သက်သေပြရမယ့်ချိန်ပွဲမတိုင်ခင်ကျုံသွားတယ်တကယ်လဲလုံပြရသွားတယ်ဆိုတော့တကယ် United ရဲ့ standing point တစ်ခုဖြစ်လာတော့မလားဘယ်လိုမြင်လဲညီလေးနိုင်အောင်အမြင်လေးပြောပါဦး လက်ရှိကစားသမားတွေနဲ့ဒီနီးပြားကဒီတောက်လျှောက် run နေတာကတော့ဒါတစ်နှစ်ပြည့်တော့ပါဘောနော်ဟုတ်ကဲ့ဒါရှိပြီးသားကစားသမားတွေတည်းကမှဒါတချို့ကစားသမားအခု rush for တော့မရှိတော့ခနာချိုးတော့မရှိတော့ထားပါတော့ဒီကစားသမားတွေဆိုလို့ရှိရင်ဒါအသင်းနဲ့နှစ်ကာလတချို့ပုံစံကောင်းပြခဲ့တဲ့ကစားသမား rush for ဆိုတာအများကြီးမျှော်လင့်ခဲ့တဲ့ကစားသမားပေါ့ဒီလိုကစားသမားတွေမရှိသောဒီတိုင်အောင်ဒီအော်မိုရင်ကလက်ရှိရှင်းဆွဲကစားသမားအစုဖွဲ့နဲ့ဒီ form လေးတစ်ခုပြန်ပြီးတော့လာနေတယ်လို့တော့ကျွန်တော်တို့ခံစားပါတယ်ဟုတ်ကဲ့ဆန်နာလန်ကဒီနေ့ဘောလုံးရစီမှာတန်းတက်လာပြီးတော့ဒါတချို့အသင်းတွေကတော့ဒုက္ခပေးထားတဲ့အသင်းပြဟုတ်ကဲ့ဒါ leverage နဲ့ဆန်နာလန်တို့ ိုတာဒါတောင်တောင်အသင်းနေဆိုလို့ရှိရင်ကောင်းကောင်းခံခံနိုင်တဲ့အသင်းဒီလိုအသင်းကိုမှဒါတပွဲလုံးစီစီပိုးပိုးနဲ့ကန်ပြီးတော့သူရဲ့ဖောင်တစ်ခုကိုစိုက်ဆိုင်မြတ်မြတ်ချပြသွားတယ်အဲ့ဒီအပွဲအပြီးမှာပဲဒါဆာဂျင်ရက်ကလစ်ကဒီလိုမျိုးကြင်ညာခဲ့တာဆိုတော့အမိုရင်ရဲ့လုံရီကန်ရေပေါ်တခြား တန်တရားဝင်စီရတော့တိတ်မရှိတော့ဘူးဒါပေမဲ့အဲ့တခုရှိတာပဲသူခေါင်းမာနေတဲ့အပိုင်းတွေပေါ့နော်အခုမှကစားဘက်ပိုင်းဆိုလို့ရှိရင်3 bet 343သူရဲ့ကစားဘက်ဒါ sporting မှာအလုပ်ဖြစ်ခဲ့တယ်ဆိုပေမဲ့ premier league မှာတကယ်ကိုဒီ physical ပိုင်းအားကိုးရတဲ့ physical ပိုင်းအားပြူရတဲ့ဒီ league ရောက်လာတယ်ပြီးတော့တခြားသောအပိုင်းတွေမှာလည်းပို့ပြီးတော့မြင့်လာတဲ့အခြေအနေမှာသူ့မှာရှိတဲ့ဒီကစားသမားအစုအဖွဲ့နဲ့သူသွားကျင်တဲ့ဝေးနေရမကြိုက်တာတွေကိုကျွန်တော်တောက်လျှောက်တွေ့ခဲ့ဥမာဟိုကွင်းလယ်မှာဆိုလို့ရှိရင်ဗျာအရင်ရွေးချယ်စရာတိတ်မရှိတဲ့အချိန်မှာ ဒီ Fernandez ကို double pivot ပေးကစားလိုက်တဲ့အချိန်ဒီ Quinn ရဲ့ creativity တွေကျသွားတယ်ဗျာ Quinn လည်းမှာဒါ balance မညီတော့ဘူးလို့ခံစားလိုက်ရတဲ့အပိုင်းတွေရှိဒီအပိုင်းတွေဆိုလို့ရှိရင်ဒါ United မှာရှိတဲ့ကစားသမားအစုအဖွဲ့နဲ့သူလှုပ်ချင်တဲ့ဒီ view သူ ideology နဲ့မကိုက်တာမကိုက်သေးတဲ့အပိုင်းတွေရှိတယ်အဲ့ဒီမကိုက်သေးတဲ့အပိုင်းတွေအခုတဖြည်းဖြည်းလေးပြင်ဆင်လာနိုင်တယ်လို့တော့ကျွန်တော်ကတော့ခံစားရတာပေါ့နော်အဲ့ဒါပေမဲ့အခုစောင်းရသည့်အပြောင်းအရွှေ့တော့၎င်း အခုအပြောင်းအရွှေ့တစ်ခုခုရောက်လာတဲ့အချိန်မှာကြာလို့ရှိရင်တော့ဒီအပိုင်းတွေကို United ဖြည့်တင်းသွားနိုင်မယ်ဆိုလို့ရှိရင်ဒါပို့ပြီးတော့ဒီညဒီမဲ့နောက်လက်ကျန်ပွဲစဉ်တွေမှာပို့ပြီးတော့ရလက်ကောင်းလိုက်လိမ့်မယ်လို့ထင်ပါတယ်မှန်ပါတယ်အဲ့တော့ညီလေးပြောသွားတဲ့အထက်မှာအပြုသဘောဆောင်တာကအမိုးရင်နေနဲ့တချို့ဟာလေးတွေကခေါင်းမာတာလေးရှော့တင်တာလေးရှော့ရမှာပေါ့လေဟိုကိုတို့ဟိုဟာပေါ့စောင်းကျိုးလို့ပေါ့အတားတင်းလို့ရင်လည်းပြတ်တယ်ရော့လို့ရင်လည်းတီးမရအောင်ပေါ့နော်အဲ့တော့ဟိုမလျှော့မတင်းလေးပေါ့သူ့ဘက်ကလည်းသူပြုပြင်ပြောင်းလဲလွယ်တာလေးလှုပ်တင်တဲ့ဟာလေးတွေကိုပြောင်းလဲရမှာခေါင်းမာနေပြီးတော့ဟိုတစ်ခါလေးကြောက်လေသူကိုယ်တိုင်က ညစ်တွန်းတွန်းလာလားပောက်ကွဲရလားမပြောတတ်ဘူးပုံရမ်းမင်းကြီးလာပြောတော့မပြောင်းဘူးလို့ပဲဒါကြတော့မြားပါသိရမလားသူပိုင်းနဲ့ကလပ်မဟုတ်ဘူးကွာ United ဆိုတာတစ်ကမ္ဘာလုံးမှာ fan base အတောင်ဆုံးတဲ့ပိတ်သက်တွေအားလုံးကဒီသင်းအောင်မြင်မှုကိုမျှော်လင့်နေတာအဲသူ့လက်ထဲမှာသုံးဖြတ်ခွင့်ရတော့သူပဲရှိတာအသူတအားကောင်းမှလို့ရင်ပိတ်သက်တွေမြင့်အောင်လည်းတစ်ချက်တော့ငဲ့ပါအောင်ပေါ့နော်ဒါလေးတော့ချက်အဲဒီလေးပြောလို့မှန်ပါတယ်တချို့ဟာလေးတော့အမိုးတင်ဥပမာ Bruno Fernandes အကောင်းဆုံးနေရာကိုပြန်အပြေရှာတာမျိုးတွေသူကစားကွက်ကြောင့် Bruno ကအများကြီးစတီးပေးနေရတာပေါ့နော်အဲ့ဒါမျိုးလေးတော့ဒါတော့မှန်ပါတယ်ဒီဟာလေးတော့အခုထောက်ခံတယ်ပြီးတော့ United မှာ အခုမြင်တာလေနီးပြမပြောင်းတင်ဘူးလို့မြင်တာကအကြောင်းရင်းနေတယ်မှာလေ United ရဲ့ပြဿနာတွေရဲ့မှာနီးပြတယောက်တည်းပြဿနာဖြစ်နေမှာမဟုတ်ကွာသိလားဟုတ်ပါဘူးဟို United မှာပြဿနာတွေတော်တော်များများတည်ပါတယ်လက်တက်ကနေထွက်သွားပြီဆိုရင်ကစားမတွေပိုကောင်းသွားတယ် United ရောက်လာပြီဆိုရင်ပြိုင်ပွဲအသင်းမှာကောင်းတယ်ဆိုတဲ့ကစားမောင်းကိုခေါ်လိုက်တယ် United ရောက်လာပြီဆိုရုံးကန်နေရတယ်အမြင်နဲ့ဒီပြဿနာကြုံနေရဒါဟိုနှစ်နှစ်သုံးနှစ်မရှိမကတော့ဒီပြဿနာကြုံတာဆန်ချိုတို့အန်တိုနီတို့ရှေ့မှာခေါ်လာတဲ့ကစားမားတွေ Wildland တို့ Zazzi တို့ Casemiro တို့ Ugarte တို့ခေါ်လာတဲ့ကစားမားတွေအများကြီးပဲ ဟိုမျောလေးတကြီးနဲ့ခေါ်လာအိုနန္ဒာအစပေါ့လေဟုတ်ဒါပေမဲ့အသင်းကိုရောက်လာရင် performance မပြနိုင်တော့ဘဲနဲ့ဒီပြဿနာတွေကြားထဲမှာအသင်းရဲ့လက်ညှိုးထိုးစရာကြီးနဲ့သူတို့ပါရင်ပဲရက်လက်မကောင်းတော့သလိုဖြစ်ပြီးတော့အဲ့ဒီကစားသမားတွေပဲတခါအသင်းကနေပြန်ထွက်သွားရင်ပြိုင်ပဲအသင်းမှာကောင်းနေပြန်ကောင်းပြန်အခုအိုနန္ဒာတို့ကြည့် Yeah. Mount Emery ပဲယူနေပြန်ရော Wildland တို့ Goal တွေပြန်သွင်းနေ Tomine တို့မနေ့ကစီးရီးမှာအကောင်းဆုံးဖြစ်နေပြီဖြစ်တယ်အဲ့တော့အသေးရဲ့ ဟိုအသင်းတွင်းမှာကိုကစားမားတွေရဲ့ဒီစီလုံးမှုတွေတယောက်ချင်းစီရဲ့ခံယူမှုတွေဒါတွေအများကြီးမေးခွန်းထုတ်เสียရတွေပါတာဗောလေเนาะအဲ့ပြဿနာလေးတွေဟိုပြောမယ်အသင်းကိုရောက်လာရင်အသင်းရဲ့ပြဿနာတွေအများကြီးဖြစ်နေပြီးတော့ကစားမားတွေစိတ်ပိုင်းရောရုပ်ပိုင်းရောတော်တော်ပြိုလဲသွားပြီးတော့တဲဖို့ခက်တယ်အသင်းရဲ့ထွက်သွားအဲ့ကစားမားတွေရဲ့လွတ်လွတ်လပ်ပြန် freedom ပြန်ရရသွားရဲဆိုတော့ပြဿနာတွေက အခုဒီမှာလေအဲ့ဒါနီးပြတယောက်တည်းရှင်းရမယ်ပြဿနာမဟုတ်ဘူးအားလုံးဝိုင်းပြီးအဖြစ်ချက်ဒီ environment တစ်ခုလုံးနဲ့ဆိုင်နေတဲ့ပြဿနာမျိုးလို့မြင်တယ်ပြီးတော့ transfer policy တွေ transfer policy ရဲ့ united ကနောက်ပိုင်း DRD ရောတော့မပြောချင်ဘူးပေါ့လေရှေ့ရာတီတွေမှာဟို ခေါ်လိုက်တဲ့ကစားသမားတွေကမှန်သွားတယ်ဆိုတာထက်ကိုတိတ်ပြီးတော့အလုံးမဖြစ်တာတွေပုံများတာเนาะဟိုမစ္စမောင်းတို့ဝိုင်လန်တို့ဘာလို့အဲ့လိုမျိုးတွေပေါ့မရေတို့ကူစားမှုတွေလည်းပါပါတယ်ကစီမီရိုတို့ဆိုရင်ဟိုအရေးပေါ်တို့ပန်းနစ်ဖြစ်ပြီးတော့စိုးရင်ကြီးနဲ့ခေါ်ချလာတဲ့ဟာတွေကအသက်ရွယ်အသက်ရွယ်ရနေပြီကွာအများကြီးသုံးလို့လည်းမရတော့ဘူးဆိုတဲ့အခြေအနေမှာအဲ့နေရာတော့ကိုပြန်ပြီးတော့ဒါဘက်ကအနေနဲ့ဥကာတေးကိုပြန်ခေါ်ရတယ်ဥကာတေးကလည်းအလုံးမဖြစ်တာတွေတို့လိုချင်တဲ့ကစားသမားလည်းမရလာဘူးကွာเนาะအဲ့လို ဇာမပြောင်းရွှေ့မှာအကွက်ရွှေ့ရလေးတွေမှားခဲ့ရတယ်လည်းရှိတာပေါ့လေအဲ့ဒါလေးတွေတခုချင်းစီကိုတေးချာ handle လုပ်ဖို့ရလို့မယ် transfer policy တွေကလည်းအများကြီးရေးကြီးတယ်အဲ့တော့ဒီမှာနီးပြမပြောင်းလဲတာတော့ United အတွက်ဘာပဲဖြစ်ဖြစ် stable တခုတော့ပြန်ရသွားလိမ့်မယ်လို့ထင်တယ်အဲ့တော့အခုနောက်ဆုံးဒီနေ့ topic ရဲ့အရေးကြီးဆုံး main point key point လို့ပြောရမယ်အမိုးတွေနဲ့အခုဆက်သွားဖို့အသင်းပိုင်ရှင်ကတော့ရွေးလိုက်ပြီဒီမှာအခုလို့ရှိမှစပြီးတော့စကကြီးမှာပြောခဲ့သလိုပဲပြိသက်တဲ့မှာလည်းအမိုးတွေကိုမကြိုက်တဲ့လူရှိတယ်ကြိုက်တဲ့လူရှိတယ်ကြိုက်တယ်ဆိုတာအများကြီးပြောလင့်ထားတာတော့မဟုတ်ဘူး winning percentage က29ပဲရှိတယ် ကနီးပြားတယောက်ကိုပြိတ္တတွေကအရင်အားရနေရတော့မဟုတ်ဘူးဒါပေမဲ့အခုစာချုပ်ရက်ကလစ်ပြောသလိုပဲဟိုအသင်းကနီးပြားပြောင်းနေုံနဲ့ရက်လက်တွေပြန်တက်လာမယ်မထင်တော့ဘူးနီးပြားတယောက်နဲ့သူ့ရဲ့ ideology နဲ့ကိုက်ညီတဲ့အချိန်တစ်ခုကိုပေးမှာပဲရက်လက်တွေပြန်ကောင်းလာလိမ့်မယ်အာဒီတာနဲ့အာဆင်နယ်လုတ်ပြဆိုတော့အဲ့လိုမျိုးမြင်ထားတဲ့ပြိတ္တတွေလည်းရှိတယ်ပေါ့နော်အဲ့နှစ်မျိုးဖြစ်နေဆိုတော့အဲ့တော့ညီလေးနိုင်လေးအောင်ကရောဘယ်ဘလို့အမြင်မျိုးရှိလဲဒီမှာပြိတ္တတွေကတော့အမြင်မျိုးမျိုးရှိနိုင်တယ်ပေါ့လေအဲ့တော့ အမိုရီနဲ့ဆက်သွားမဲ့ United ကအောင်မြင်မှုတွေစီကိုတကြောပြန်ရောက်ဖို့အတွက်ဒီဆုံးဖြတ်ချက်ကတန်နေပိုင်းတစ်ခုဖြစ်သွားမလားဒါမှမဟုတ်အလကအချိန်တွေပဲကုန်ပြီးတော့အမိုရီနဲ့ United အတွက်ဒါအလက waste များဖြစ်သွားမလားဘယ်လိုမြင်လဲပြောပါဦး အဲကျွန်တော်ကတော့ဒါရာသီအစပေါ်ကတ်ဒီမှာဆိုလို့ရှိရင်တော့ United နဲ့ဆိုးဆိုးရွားနေတယ်လို့ပဲကျွန်တော်တို့မြင်ခဲ့တာပေါ့နော်။ဘာလို့လဲဆိုတော့ကစားသမားတွေပြန်ထွက်သွားတယ်။တခြားအသင်းမှာဆိုလို့ရှိရင်ဒီကစားသမားတွေကကောင်းနေတယ်။အဲအာမိုရင်နဲ့ဆိုရင်သိပြီးတော့အဆင်မကက်တော့အဲ့မှာအာမိုရင်ကလည်းတင်းတင်းကြပ်ကြပ်ကင်ရဲတဲ့အပိုင်းတွေလည်းများတော့ပေါ့နော်။အာမိုရင်ကယတိပြက်ပဲသူစကားပြောရင်တော့ကြီးပုံရမပုံရမင်းဒါလာဖြတ်ကိုင်းတော့မဖြတ်ဘူးဆိုတဲ့စကားမျိုးပြောတဲ့ဟိုကဒီအသင်းသားတွေပေါ့သူဘယ်လိုပြောလဲဆိုတာဒါပို့ပြီးတော့ရိတ်စားမိလို့ရတာပေါ့။သူတင်းတင်းကြပ်ကြပ်ပဲမကန် န်ကြီးနဲ့လူတို့ထွက်ခိုင်းတဲ့ပုံစံတွေဖြစ်လာတယ်အဲ့တော့အဓိကကစားသမားတွေအခုထွက်သွားတယ်တခြားအသင်းတွေမှအခု rush ball ဆိုရင်ဘာကမှဒါထိုက်တဲ့တလောက်ခြေစွမ်းပြတယ် white line ဆိုလဲကိုးတွေသွင်းတယ် onana ဆိုလဲဒါကိုးသမားနေရာနေဖန်တီးမှုတော်မှာလုပ်တဲ့ပုံစံတွေပါတာတော်တော်ကြီးကိုဗျာဟိုဆက်ရမယ်ဆိုလို့ရင်ကျွန်တော်တို့အဲ့လိုမျိုးအမြင်တွေအကြောင်းကျွန်တော်ကဒီရာသီအစ podcast မှာဆိုလို့ရှိရင် amorin နဲ့ united ကလုံးဝမဖြစ်တော့ဘူးကျွန်တော်ယတိပြက်ကိုပြောတယ် amorin ကိုထွက်ခိုင်းမှရတော့မယ်ဒါပေမဲ့ကြိုးချောင်းစီလို့ပြီးတော့ပြန်စင်းစားလိုက်တဲ့အခါမှာအခုကျွန်တော်တို့ ਨੇ အရင်လှမ်းဝေးတဲ့ဒီအင်္ဂလန်မှာရှိ နေတဲ့ဒီဘောလုံးအသင်းကဒီ sergeant reglick ကသူနဲ့အနီးကလက်တွဲလုံနေတဲ့သူတူကိုအနီးကမြင်ပြီးတော့သူဒီလောက်ထိ၃နှစ်ဆိုတဲ့ကာလကြီးအောင်ပေးလိုက်တယ်ဆိုတဲ့ကွာဒါသူ့မှာလဲကောင်းချက်တွေအများကြီးရှိလို့ဒါကျွန်တော်တို့ငြင်းလို့မရဘူးဆိုတော့ armory နဲ့ဒီ united တို့အခုသွားလိုက်တဲ့ဝေးကတခြားလက်ရှိရေဝီရမြင်ဆိုလို့ရှိရင်တခြားပြည်သက်တွေကဥမာ အိုနာနာ United ပွဲမှာပါလို့ပေါ့ United ကမပြောင်းစီခြင်းနဲ့ပြိသက်တွေများသလိုပေါ့အာမိုရင်လည်းအခုအခုမပြောင်းစီခြင်းနဲ့မပြောင်းတဲ့အတွက်တခြား16သင်းဖန်တွေကပျော်နေလိမ့်မယ်ပျော်ကောင်းပျော်နေလိမ့်ဒါပေမဲ့အဲ့ဒါကအမားဆိုတာကိုအာမိုရင်နဲ့ United တို့တက်တည်ပြားလိမ့်မယ်လို့တော့ကျွန်တော်တို့ထင်တယ်ဘာလို့လဲဆိုတော့ DRD သွားလဲဝင်ယူကြည့်လို့ရှိရင်ကျွန်တော်တို့ဟိုကာရာဘောင်းမှာဆိုထွက်သွားပြီဗျာဟုတ်တယ် FA နဲ့ဒီပြီးများလေးပဲကျွန်တော်တို့ဒါအဝဲဒီဇိုင်းမဲ့မဲ့လုပ်မယ်အခုလည်းအသင်းရဲ့ဒီဖောင်ကမစိုးအခုကျွန်တော်တို့ပြီးများလေးမှာဆိုလို့ရှိရင်အခွင့်အရေးရရှိမှုအပိုင်းဂိုးပေါက်ကန်သိမ်းမှုအပိုင်းတခြားအပိုင်းတွေမှာဒါ United ကအကောင်းဆုံးပုံစံတော့ဖြစ်နေတယ်ကျွန်တော်တို့တောင်းကန်ပေါ်ကအခွင့်အရေးလားပြီးလို့ရှိရင်ဟို goal ပေါက်ကန်သိမ်းမှုလား expected goal လားဒီအဲ့လိုမျိုးຢာတွေအများကြီးတိုးတက်လာတဲ့အချိန်ဒီမှာဒီလိုနီးပြကိုဆက်ပြီးတော့ထိန်းထားမယ်ဆိုလို့ရှိရင်တိုးတက်မဲ့အပိုင်းတွေကတော့ပိုများမယ်လို့ထင်တယ်ကျွန်တော်ကတော့ဒါအကူကုနာပြောပါတယ်အရှိ podcast မှာတော့ကျွန်တော်ပြောခဲ့တယ် United နဲ့ပတ်သက်ပြီးတော့ကျွန်တော် United fan တွေတော့မှာတော့ဒါတမျိုးထင်ကြရတယ်ပေါ့ United ကအရင်ကြီးဆိုးရွားနေတဲ့နေရာကြီးဖြစ်နေပြီဆိုကျွန်တော်တို့ကပြောခဲ့တာဒါပေမဲ့အခုကကြတော့တက်ရိပ်လေးပြနေတယ်ပြီးတော့ Sergeant Reg လေးချမှတ်သွားတယ်အနီးက ကဆုံးလူကချမှတ်သွားတဲ့ဒီအပေါ်တော့ကျွန်တော်ကတော့ဘာမှတော့မပြောလို့ပါဘူးပိုကောင်းလာမဲ့အချင်းနေလို့ပဲကျွန်တော်တို့မြင်မိပါတယ်မှန်ပါတယ်အဲ့တော့ဒီမှာကိုလဲလို့ပဲခံစားမိပါတယ်ရက်လက်လေးတွေတော့ဒီထက်ပိုကောင်းဖို့လူနေရာလဲအမှန်ပေါ့လေဒါလည်းညင်းမရပါဘူး United လို့အသင်းမှာကအခုဒါ34ဝဲကင်ထားတာမှ38မှတ်လောက်ပဲရထားတယ် winning percentage ကလည်း29%တော့30တောင်မပြည့်ဘူးကွာဒါတော့အရန်နေလို့ ਨੇ အမိုးနေဒီထက်ပိုပြီးတော့ရက်လက်တွေပိုကောင်းဖို့လူနေသေးတယ်ပြီးတော့ consistency ဖြစ်ဖို့ နှစ်ပတ်ဆက်တော့ခါမှမနိုင်သေးဘူးဝယ်ဆက်နိုင်ဘူးအဲ့ဒါလေးအဲ့ပြဿနာလေးတွေသူဖြေရှင်းတပတ်ကောင်းတယ်နောက်တစ်ပတ်ကျရင်ဘာဖြစ်သွားမှမသိသေးဘူးဆိုတော့ပြဿနာလေးတွေပေါ့နော်သူကဖီအားတွေနဲ့ခြေနဲ့ချက်သေးရောက်တော့တစ်ချက်တစ်ချက်ထတာကောင်းတတ်တယ်ပြီးရင်ပုံမှန်ဟိုရုံးကန်နေရမြဲပဲအဲ့လိုမျိုးတော့ဖြစ်နေလို့မရဘူးပေါ့နော်တိုးတက်မှုကိုဆန်းလန်းလန်းနဲ့ပွဲလိုမျိုးခြေစွမ်းမျိုးကိုဇက်တိုက်လေး3 5ပွဲလောက်ဇက်တိုက်ဟုတ်အဲ့တော့ဒီတဖြည်းဖြည်းနဲ့တော့အကိုထင်ပါတယ်တဖြည်းဖြည်း United မှာအမိုရင်လည်းသူ့ရဲ့အကောင်းဆုံးစတဲ့ယောက်ကိုတဖြည်းဖြည်းရှာတွေ့လာလိမ့်မယ်တဖြည်းဖြည်းကစားမလိုက်လည်းနီးပြားနဲ့ system တစ်ခုအောက်မှာပို့ပြီးတော့အထိုင်ကျပြီးတော့ အဝင်ခွင့်ကြပို့ပြီးရတန်မိလာလိမ့်မယ်ပို့ပြီးတိုးတက်လာမယ်လို့ခန်းစားဒီဟုတ်ပါဆုံးဖြတ်ချက်မှာတော့အကိုကတော့အပြုတ်သဘောဆောင်တဲ့အဘက်ကိုပို့ပြီးတော့ဟိုကျူဆူတယ်ပေါ့နော်စာဂျင်ရက်ကလစ်တို့ဒီလိုဆုံးဖြတ်လိုက်တာမှန်တယ်နီးပြတစ်ယောက်ကိုမှန်တဲ့ဒီယာဒီမနှစ်ကရလက်တွေရောဒီနှစ်ရလက်တွေရောကအမိုရင်နဲ့ယူနိုက်တက်မှာမိုရင်ယူနိုက်တက်မှာဆက်ရှိဖို့ကမလုံလောက်ဘူးဒါကတော့ဘာမှငင်းစရာကိုမရှိဘူးဒါပေမဲ့အဲ့လိုမလုံလောက်လို့နီးပြအပြောင်းလဲလုပ်လိုက်ရင်ရောလာမယ့်နီးပြနဲ့ရောရလက်ကောင်းမလားလောလုံးဝလည်းမသေးကြပြန်ဘူးအလောင်းစားအရန်ကြီးတယ်ဆိုတော့ဒီမှာဒီလက်ရှိရှိနေတဲ့နီးပြ သူကြိုက်တယ်ဆိုတော့သူ့ရဲ့ကစားခံနဲ့အံဝင်နိုင်မဲ့ကစားမားတွေတန်း200ကျော်လောက်ဒီနှစ်လဲခေါ်ထားပေးပြီမနစ်ကလည်းအဲ့လိုမျိုးအမအောင်လုပ်ခဲ့ဘူးရလေတန်ဟန်စိတ်ကြိုက်ယာတီမဆမှာကစားမားတွေတန်း200ဘူးလောက်ခေါ်ခဲ့ပေးဘူးတယ်ယာတီတဝက်တော်မရှိသေးဘူးတန်ဟန်ကိုထုတ်လိုက်ပြီးအမိုးရင်ကိုခေါ်လာတယ်ဆိုတော့ဒီနှစ်အဲ့လိုအမအမျိုးဆက်မလုပ်တာတော့အခုတော့မှန်တယ်လို့ထင်တယ်ဒါဒီအဒီမှာ United နဲ့အမိုရင်တခုခုအောင်မြင်မယ်လို့ပြောချင်တာမျိုးတော့မဟုတ်ဘူးပေါ့လေ။အောင်မြင်ရင်မှလည်းအောင်မြင်မယ်တခုခုလုံးပြနိုင်ရင်မှလည်းလုံးပြနိုင်မယ်။ဒါပေမဲ့ အသင်းပိုင်ရှင်တွေရော United ဘုတ်ဖွဲ့ရောကဒီယာဒီကိုလည်းအများကြီးသူတို့မျှော်လင့်ထားပုံလည်းမရဘူး။ယာဒီစတာထွက်လည်းတော်တော်လေးအားနေထားတယ်ဆိုတော့အသင်းရဲ့အခြေအနေကိုသူတို့လက်ခံထားပုံရတယ်။သူတို့ကရေရှည်အတွက်ကိုရည်ရွယ်ပြီးတော့ဒီဆုံးဖြတ်ချက်ကိုချလိုက်တဲ့အပေါ်မှာအကိုကတော်တော်လေးကြိုးဆိုတယ်။လာမယ့်တတိယယာဒီလောက်မှစပြီးအမိုရင်းနဲ့ United ကိုတခုခုတော့အကိုတို့တိုးတက်မှုတွေမြင်ရလိမ့်မယ်ထင်တယ်။ဒီယာဒီမှမမြင်အောင်ဆိုတာမှတိုးတက်မှုတွေကိုလာမယ့်ယာဒီမှစပြီးမြင်ရလိမ့်မယ်။အသီးပွင့်တွေကိုတော့နောက်နှစ်နှစ်သုံးနှစ်ကြာရင်တော့ ဒီဆုံးဖြတ်ချက်ကအတိပွင့်နေခံစားလိမ့်မယ်လို့ထင်တယ်ပေါ့လေဒါကတော့အကိုရေးရဲ့အတိပုဂ္ဂလခံဒါပါတော့အမြင်ပေါ့နော်ဒါဘယ်လောက်ထိလက်တွေ့နဲ့ထပ်တူကြမလဲဆိုတာတော့အချိန်တစ်ခုမှာစကားပြောသွားလိမ့်မယ်အဲ့တော့ဒီနေ့စီစဉ်တလောက်နေပဲနားလိုက်အောင်ဟုတ်ကဲ့ပါမင်္ဂလာပါဒီစီဇန်ကတော့ SBO Talk ကအဓိကအကူအညီပံ့ပိုးပေးထားတာဖြစ်ပါတယ် SBO Talk ကတော့ Premier League Club Fulham အသင်းနဲ့ partner ဖြစ်သလိုဒါ National League Club Sheffield United အသင်းရဲ့ partner လို့လည်းပြောလို့ရပါတယ်အဲ့တော့ညီကိုတို့အနေနဲ့ဒါ SBO Talk နဲ့ယုံကြည်သွားလက်တွဲလို့ရတယ်ဆိုတဲ့အကြောင်းသတင်းကောင်းလေးပေးခြင်းပါတယ်ခင်ဗျာ ။ Fight for Football ကိုကြည့်ရှုအားပေးနေပြည်သူများအားလုံးပဲကျွန်တော်တို့ဒီနေ့တင်ဆက်မှုလေးကိုကျင်းတဲ့အားရလိမ့်မယ်လို့မျှော်လင့်ပါရစေ။အဲ့တော့ကျွန်တော်တို့ကြိုးစားပြီးနောက်ပတ်ဒီမှာလည်းအစီအစဉ်ကောင်းလေးတွေနဲ့ဒီလိုမျိုးပြည်သက်တွေစိတ်ဝင်စားနိုင်မယ့်အကြောင်းလေးတွေတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ Fight for Football Facebook နဲ့ YouTube Channel ကိုဆက်လက်ပြီးအားပေးစောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းနေတဲ့ပလောင်းနယ်ပဲပြည်သက်ကိုနှုတ်ဆက်ပြလိုက်ပါရစေခင်ဗျာ။